ားလုံးကိုဒီ channel ကနေပြန်လည်ကြိုဆိုပါရစေ။ဒီနေ့မှာတော့ဒီ Donald Trump ရဲ့အာဆီယအခီးစဉ်တုံးတချက်လေးကိုကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်။ Donald Trump ကဒုတိယကြိမ် White House တက်လာတဲ့ချိန်မှာကိုလွားကိုသွားပေါ်တင်ကြီးညာတယ်။ဘယ်နိုင်ငံနဲ့မှအာ free trade လောလောဆောရောင်းဝယ်ဖောက်ကားတဲ့စနစ်ကိုသူအကုန်လုံးဖျက်သိမ်းတယ်။ဘယ်နိုင်ငံကမှသွားလွတ်ကင်းခွင့်မပေးဘူး။နိုင်ငံပေါင်း90ကျော်မှာ အခွန်အခါရီကောက်ခံတယ်သူနဲ့ free trade လလဆွာကိုတန်းရောင်းဝယ်ခွင့်စာချုပ်ချုပ်ဆိုတဲ့သဘောတူညီချက်ရှိတဲ့နိုင်ငံတော်တော်များများကိုလည်းသူကအကုန်လုံးပြန်ရုပ်သိမ်းတယ်သူနဲ့အင်နီချင်းကယက်ကနေဒါမက္ကစကိုဒေါ်လာ US နဲ့ free trade agreement ရှိတဲ့နိုင်ငံတွေဘယ်နိုင်ငံကိုမှလွတ်ကျင်ခွင့်မပေးတော့ဘူး EU နိုင်ငံတွေနဲ့ US နဲ့လော်လော့ဆော့ကိုတန်းရောင်းကိုခွင့်သဘောတူတဲ့နိုင်ငံတွေဖြစ်တဲ့ EU ခုနနိုင်ငံကိုလည်းသူအနေနဲ့အကုန်လုံးကိုပြန်ရုပ်သိမ်းတယ် EU အနေနဲ့ US မှာအာပစ္စည်းတွေရောင်းချင်တယ်ဆိုရင်ပို့ကုန်သွင်းချင်တယ်ဆိုရင်တော့ဒေါ်လာဘီလီယံ600ကျော်လောက်သူတောင်းတယ်သူရဲ့ဖက်ဆက်နိုင်ငံဖြစ်တဲ့ဂျပန်ကိုလည်းဘီလီယံ900ကျော်တောင်းတယ်ဆောက်ကိုရဲဆိုရင်လည်းဘီလီယံ350လောက်တောင်းတယ် US နဲ့အကုန်လုံးဖက်ဆက်တဲ့နိုင်ငံတွေမှာ free trade ဆိုတာမရှိတော့ဘူးလောလတ်စွာကိုတိုင်ရောင်းဝယ်တဲ့နိုင်ငံဆိုရင်အာရှန်လောက်ပဲကျန်တော့တယ်ဘရစ်ရဲ့အာရှန်ရဲ့ EU ရဲ့ကျန်တယ်အာရှန်ဆိုတာဟာတွားနဲ့အတူမရတည်နိုင်ဘူးဘရစ်ဆာတော့ထားလိုက်ပါ EU ဆိုတာလည်းတွားနဲ့အတူမရတည်နိုင်ဘူး EU ဆိုတာ US နဲ့အပေါင်းအမအသွားဆင်ပြေတယ်အာရှန်ဆိုရင်လည်း US မဟုတ်ရင်တရုတ်တရောက်ရောက်နဲ့ပေါင်းမဆင်ပေးတာဆိုတော့ EU ဟာ US နဲ့ဖက်ဆက်တယ် US ကကုန်လုံးကိုရုပ်သိမ်းတယ် EU အဆင်မပြေတော့တဲ့အနေနဲ့ထားရောက်သွားပြီအာရှန်ကတော့တရုတ်နဲ့ဖက်ဆက်တယ်များသောအားဖြင့် trade volume မပိုများတယ်အာရှန်နဲ့ US တက်အာရှန်နဲ့တရုတ်ကပိုများတယ်ဆိုတော့တရုတ်နဲ့အာရှန်က free ထရာမပြည့်စည်ဘူး European မှာ US နဲ့ပေါင်းတဲ့ဟာပြည့်စည်တယ်တရုတ်နဲ့ပေါင်းတဲ့ပြတာမပြည့်စည်ဘူးအဲ့ဒါကြောင့် ကမ္ဘာနိုင်ငံတော်တော်များများကဒီအာရှန်ကိုရွေးလာတယ်။ဒေါ်နယ်ထရမ့်အနေနဲ့လည်းအာရှန်နိုင်ငံတွေကိုတရုတ်ကအကုန်လုံးချုပ်ကိုက်သွားမှာကိုသူ့စိတ်ထဲမှာနည်းနည်းအဆိုးရိမ်နေ။အဲဒါကြောင့်သူကိုယ်တိုင်ဒီအာရှန်စမစ်ကိုတက်လာတာဖြစ်တယ်။အာအာရှန်စမစ်တက်လာတဲ့ချိန်မှာအာမလေးရှားဝန်ကြီးအာနဝအနေနဲ့သူဘာပြောလိုက်လဲဆိုတော့ဒီနေ့မှာဒေါ်နယ်ထရမ့်ကိုလက်ခံတယ်။မနေ့မှာတရုတ်ပြည်မြလီချန်ကိုလက်ခံတယ်ဆိုတာ ကမ္ဘာနိုင်ငံတွေမယုံနိုင်ဘူးတဲ့ပြောချင်တာဒီကုံသွယ်စစ်ပွဲမှာပြောချင်တာဒီကုံသွယ်စစ်ပွဲမှာ US နဲ့ပေါင်းရင်ပေါင်းတရုတ်နဲ့ပေါင်းရင်ပေါင်းဒီလိုပုံစံနဲ့ US ကနိုင်ငံတွေကိုဆက်ဆံတာပြောချင်တာတရုတ်နဲ့လည်းပေါင်း US နဲ့ပေါင်းဆိုတာမရှိနိုင်ဘူး US versus China versus the world China ကိုကမ္ဘာနိုင်ငံအားလုံးကအတူတူပိတ်ဆို့မယ်ဆိုတဲ့ပုံစံနဲ့တွားတွားတာ US နဲ့ပေါင်းရင်တရုတ်နဲ့သွားပေါင်းလို့မရတော့ဘူးဒီပုံစံနဲ့သွားနေတဲ့ချိန်မှာအာရှန်တွေမှာတော့ချွန်းချက်ရှိတယ်ကနေဒါက US နဲ့ပေါင်းတဲ့အာတရုတ်ကိုအခွန်အခါတွေတောင်းတဲ့ electric car တွေကနေဒါကိုပို့ချက်နေဆိုရင် US ယူတလောက်ကနေဒါယူတယ်မကြဘူး US China အနေနဲ့ကနေဒါရဲ့အာဘယ်တွေကိုမဝယ်တော့ဘူးအဲ့လိုပြောတဲ့ချိန်မှာကနေဒါကဒီ electric car တွေကိုငါတို့အခွန်အခါယူတာ short မယ်တဲ့ ဲ့ဒီအချိန်မှာ US နဲ့ကနေဒါပြဿနာစဖြစ်လာပြီပြောချင်တာ US နဲ့အတူမရက်တီဘူးတရုတ်ကအတူတူမပိတ်ဆို့ဘူးဆိုရင် US နဲ့ကနေဒါနဲ့တင်းမာမှုတွေ ဖြစ်လာတယ်ဆိုတော့မလေးရှားနေနေတော့တရုတ်နဲ့လည်းပေါင်းချင်တယ် US နဲ့လည်းပေါင်းချင်တယ် US ကအပေါ်တင်ရေးမလေးရှားနဲ့အာရှအာရှနိုင်ငံတွေတရုတ်နဲ့မပေါင်းတဲ့အလို့ပြောရင်အာရှနိုင်ငံတွေက ရှိစတူလို့မရဘူးအာရှန်တို့အတွက်သူရဲ့ trading ပါနာတယုတ်ဖြစ်နေတယ်အဲ့ဒါကြောင့် Donald Trump ကအဲ့လိုမျိုးဒဲအေးမပြောဘဲနဲ့တယုတ်ကအကုန်လုံးကိုချုပ်ကိုက်သွားမှာကိုသူအနေနဲ့အစိုးရရင်တဲ့တော့ကြောင့်ဒီအာရှန် summit ကိုရောက်လာတာဖြစ်တယ်ဂျပန်အခြေအနေပြောမယ်ဆိုတော့ဂျပန်ကတော့ Trump Trump တော့လာတင်းတယ်ဘာလို့လဲဆိုတော့ Donald Trump ရဲ့ policy ဟာဂျပန်တွေကလည်းမကြိုက်ဘူး US မှာ ဒေါ်လာဘီလီယံ950အရင်ပေးရမယ်အမတာရစ်လဲအကုန်လုံးဖြတ်သိမ်းတာမဟုတ်ဘူးတာရစ်လဲကျန်သေးတယ်အဲ့ဒါနဲ့ US နိုင်ငံနဲ့ကုန်သွယ်ရေးလုပ်မယ်ဆိုတာဂျပန်ကလည်းမကြိုက်ဘူးအဲ့ဒါကြောင့်တော့ထရမ့်ကိုရိုင်လာတယ်တော်တော်များများတော့အဆင်ပြေထားပါမေရှားတတူတွေဂျပန်ကနေတိုးတော့မယ်မေရှားတတူတွေလည်းဂျပန်မှာပဲတန်းစင်မယ် US ကနေယူမယ်ဒါတို့ရဲ့သဘောတူညီချက်ဖြစ်တယ်ကိုရီးယားမှာထရမ်လာသွားတာတော့ ကိုရီးယားမှာ Apex Summit မှာ Donald Trump ကပရိသတ်အနေနဲ့ဒီအစည်းအဝေးတက်ချင်တာမဟုတ်ဘူးသူရဲ့ပင်မတ်ကြီးဟာစီဂျင်ဘင်းတရုတ်ပရက်စီဒန်လာမလာသူစောင့်ကြည့်တာဖြစ်တယ်တရုတ်စီဂျင်ဘင်းလဲလာတယ်ကျွန်တော်မီဒီယာမှာအကုန်လုံးတွေ့ပြီးသားပါဆိုတော့ Donald Trump ကတရုတ်စီဂျင်ဘင်းနဲ့မတွေ့ခင်မှာဘာတွေပြောလဲဆိုတော့တရုတ်ကိုအခွန်တရာကောက်မယ်တရာ55လဲဖြစ်နိုင်တယ်အဲ့ဒါတစ်ခုနောက်တစ်ခုက တရုတ်ကငါမလို့ချင်ဘူးတရုတ်ကငါစကားမပြောတော့ဘူးလည်းဖြစ်နိုင်တယ်အဲ့ဒါလည်းပြောတယ်နောက်တစ်ခုကရုရှားယီနန်တွေဝဲရမယတ်ဘူးဆိုရင်အခွန်ငါရလည်းဖြစ်သွားနိုင်တယ်တရုတ်ကတော်တော်ခံရမင်းဆိုတဲ့ချင်းချောက်တန်တွေထွက်ပေါ်တယ်စီဂျင်းပင်နဲ့တွေ့တာအုတ်တူပါ30ရက်နေ့ဒေါ်နာထရမ်ကအုတ်တူပါ29ရက်နေ့မှာဘာစာရေးလိုက်လဲဆိုတော့ကမ္ဘာနိုင်ငံတွေမှာ US ကနျူကလ িয়ার ပိုက်ဆိုင်မှု အများဆုံးဖြစ်တယ်ရုရှားကဒုတိယတရုတ်ကတော့တတိယနေရာမှာရှိနေတယ်ဒါမဲ့သူကအလန်းဝေးသေးတယ်ပြောချင်တာ US ကနျူကလ িয়ার တထောင်နေရာလောက်တထောင်ကျော်ရှိတယ်ရုရှားမှာလည်းတထောင်ကျော်ရှိတယ်တရုတ်မှာတော့600လောက်ပဲရှိတယ်တရုတ်ကပူရှီရှန်အနေနဲ့တတိယနေရာမှာနာမည်သူတို့ပိုင်ဆိုင်မှုတွေကြီးတဲ့ချိန်မှာနှစ်ဆလောက်ကွာတယ်။အဲဒါကြောင့်တရုတ်ကတော့တတိယနေရာမှာပဲတဲ့ နာမည်တော့အလန်ဟွေးတယ်မကြခင်ငါးနှစ်အတွင်းမှာတော့မြင်နိုင်တယ်အဲ့ဒါကိစ္စမရှိဘူးရွေးစနေနဲ့အာမီဆာရီစန်တပွဲတွေပေါ့နော်ပစ်လို့တဲ့စန်တပွဲတွေလောက်ပါဆိုတော့စာကိုရေးလိုက်တယ်ပြောချင်တာကဒေါ်နယ်ထရမ်ကပေါ်စီနဲ့စီဂျင်းဘင်ကိုစကားပြောချင်တယ်ချင်းချောက်တန်တွေဟုံဟုံမီအောင်တော့ချင်းချောက်တယ်30ရက်နေ့မှာကိုရီးယားမှာတကယ်တွေ့တဲ့ချိန်မှာမတ်ဘောတွင်ချက်တွေထွက်လာလဲဆိုတော့ US အနေနဲ့တရုတ်ကို အခွန်စည်းချက်တဲ့50ခွန်ရာခိုင်နှုန်းဟာ40ခွန်အထိရောက်ကြတယ်။တရားလည်းယူလို့မရဘူး။အာတရား55လည်းယူလို့မရဘူး။900လည်းယူလို့မရဘူး။ဘာပိတ်ဆို့မှုကိုမှအထက်မလုပ်နိုင်ပဲနဲ့10%ကျသွားတယ်။50ခွန်ကနေ laser ခွန်နဲ့ confirm ဖြစ်သွားတယ်။တရုတ်ဘက်ကနေ US ရဲ့ပဲတွေကိုအာ3ရက်အတွင်းအာမခါနဲ့ဝိုင်းမယ်ဆိုတာသဘောတူတယ်။ ตงนิดอดวินมาเปรุยโกตันตันปองคุณเซงาตันโอยพุตบอดูเรတယောအနေနဲ့သူ့ရဲ့မိရှာတတူတွေကို US ကြိုက်တလို့သူတို့ရဲ့သဘောတူငင်ချက်ရှိတလို့တနစ်အဒွင်းဒီတနစ်တာကာလာဒွင်းပြသနာကြုံမှာမဟုတ်တော့ဘူးအာဒိုနယ်ထရမ်အနေနဲ့ US နိုင်ငံကနေလည်းမိရှာတတူတွေတူတယ်ဩစတြေးလျမှာလည်း8.5ဘီလီယံတန်ကြီးရှိတဲ့မိရှာတတူအစာချုပ်ချုပ်တယ် ထိုင်းကမ္ဘောဒီးယားတွေနဲ့လည်းအဆွေနွေးတဲ့ပါကစ္စတန်မှာလည်းဘီလီယံရှိရာလောက်တန်ဖိုးရှိတဲ့မီရှာတတူအစာချုပ်ချုပ်တဲ့ဂျပန်မှာလည်းအစာချုပ်ချုပ်တဲ့ယူကရိန်းမှာလည်းဟိုရုံကချုပ်တယ်ထားပါမီရှာတတူအတော့ US အနေနဲ့အများကြီးတော့ကုန်ကြမ်းရတော့မှာမီရှာတတူဆိုတာတကယ်ရှားတာမဟုတ်ဘူးအကဘနိုင်ငံတော်တော်များများမှာမိရှာတတူထွက်တဲ့ US ကရီကုန်ကျန်းတွေကိုအမြန်ရတော့မှာ ဖြစ်တဲ့ပါကစ္စတန်အနေနဲ့လည်းအာပူပီးသွားပြီတချို့ပြဒနာကမီရှာတတုကုံချမ်းရမယအဆိုတာပြဒနာမဟုတ်ဘဲနဲ့မီရှာတတုကိုဘယ်လိုတန်းစင်ရတယ်လဲဘယ်လိုကုံချောဖြစ်အောင်ပြုပြင်ရတယ်လဲဆိုတာအဓိကပြဒနာဒီအတိုင်းပုံမှန်လေးလုပ်မယ်ဆိုရင်တချို့လူတွေခံမှန်းတာခုနှစ်နှစ်လောက်ကြာမယ်ဒီတရုတ်နိုင်ငံရဲ့ဒီ Victor Gao ဒီ interview တွေမှာခဏခဏစကားပြောတဲ့ Victor ကဝနေနဲ့သူကတော့ဒီ media တို့တွေကို US ကအထုတ်လုပ်မယ်အာစီးပွဲအရာအထိအထုတ်မယ်ဆိုရင်တော့နစ်ပေါင်း25နစ်ကြာမယ်ဆိုတာသူပြောတာဆိုတော့ကုန်ကျန်းတွေကတော့ရနေပြီဒါပေမဲ့ media တို့ကဘာလို့အဲ့လိုအထိအရေးကြီးနေတုန်းလဲဆိုတော့နေတာအကြောင်းပါတကယ်လို့များဒေါ်နယ်ထရမ်အနေနဲ့အာယူကရိန်းမှာလည်းမီရှာတိုးရတဲ့ ဩစတြေးလျကနေလည်းရတော့မယ်မလေးရှားကနေရတော့မယ်ထိုင်းကနေရတော့မယ်ပါကစ္စတန်ကနေရတော့မယ်ဂျပန်ကနေရတော့မယ်ဆိုတာတရားမှာတရားစိတ်ချရမယ်ဆိုရင်ဒီမီရှားတတူကြောင့်50ခွန်ခွန်ရခိုင်တော့က48အထိအ short အကြမှာမဟုတ်ဘူးဆိုတော့ပြောချင်တာကမီရှာတတူဟာ US အနေနဲ့ရာနေပြီလို့ပြောပြီမဲ့တရုတ်လက်ထဲမှာရှိနေဆဲပဲဆိုတာဟာပေါ်ပေါ်လွန်လွန်မြင်တွေ့ရတယ် စင်ပေါ်မှာစီချင်းပင်တက်လာတဲ့ဒေါ်နယ်ထရမ့်ကလည်းဆွေးနွေးဥဆက်တဲ့ဒေါ်နယ်ထရမ့်အနေနဲ့ဘာစကားပြောလဲဆိုတော့ no doubt တန်တရားမရှိဘူးဒီစီချင်းပင်နဲ့တွေ့တဲ့တွေ့ဆုံပွဲမှာ လုံးဝအကောင်းနဲ့အရာလက်တွေထွက်လာမယ်ဆိုတာသူပြောထားတယ်။အာလုံးဝတန်တရားစိတ်ရှိစရာမလိုဘူး။ကောင်းတဲ့ရလာတွေထွက်လာမယ်ဆိုတာကအဲ့ဒါပါဆိုလိုတာလဲဆိုတော့တရုတ်အနေနဲ့ဘာပဲတောင်းတောင်းအစင်ပြောင်းတော့ကျွန်တော်ညှိနှိုင်းမယ်ဆိုတဲ့အတိတ်ပဲရှိတယ် ဒေါ်နယ်ထရမ့်နဲ့ဒီအရေးကြီးတဲ့ကိစ္စတွေမဆွေးနွေးခင်မှာစီဂျင်းပင်ကဘာပြောသွားလဲဆိုတော့ဒေါ်နယ်ထရမ့်ဟာအရန်လီစာရတဲ့တမရာကြီးဖြစ်တဲ့ US American Great Again American ပြန်လည် Great Again ဒေါ်နယ်ထရမ့်ရဲ့အရေးမှန်းချက်ဟာတရုတ်ကအများစုကိုငင်နိုင်မှာဖြစ်တယ်ဆိုတဲ့စကားတွေသူပြောသွားတယ်။ Israel နဲ့ Hamas ပြဿနာ၊ Gaza ceasefire ဒေါ်နယ်ထရမ့်အနေနဲ့ဦးဆောင်နိုင်တာဟာအရန်ကို အာလေးစားစရာကောင်းတဲ့အတိအမှတ်ပြုတယ်ဆိုတာသူပြောသွားတယ်ဒေါ်နယ်ထရမ့်ဆိုတာဟာငါစစ်ပွဲငင်ခိုင်းတာဒီနှစ်305 6ခွန်8အကျင်ကြီးနဲ့တီတီကြကြရည်တွက်တယ်လို့ငါစစ်ပွဲကိုငါစစ်ပွဲကိုငင်းစီတယ်လို့ငါ peace maker ငင်းချင်းတမဆိုတာဒေါ်နယ်ထရမ့်အရန်ကြားချင်တဲ့စကားဖြစ်တယ်အဲ့ဒါစီချင်းပင်ကအတိအမှတ်ပြုပြောသွားတယ်မလေးရှားမှာလာတော့လေဒီကမ္ဘောဒီးယားနဲ့ထိုင်းကို ငင်းချိုင်းတက်တီလဲမထိုးခိုင်းတာလဲကျွန်တော်အတိအမှတ်ပြုတ်ရဲဆိုတာစီချင်းပင်ကပြောသွားတယ်ဒေါ်နယ်ထရမ့်ကအရင်ကြည်နတ်တယ်ရုရှားရင်နာရောရဲ့ဒီလောက်ဒီလောက်နိုဝင်ဘာလတရနေ့ရောက်ရင်ခင်ဗျားတို့ရဲ့အခွန်စီချင်းမဒီလောက်ဒီလောက်ဆိုတဲ့ဟာတွေမိမျိုးပေးသားဖြစ်သွားပြီဆိုတော့ US အနေနဲ့ဒီပုံစံနဲ့တိုက်ဆက်သွားမယ်ဒီနေရာမှာအမသေးမကွဲဖြစ်သေးတဲ့အခြေအနေတွေကတော့ TikTok TikTok ကို US ကပိုင်ချင်တယ် Facebook တို့ YouTube တို့ဘယ်လောက်ပဲခက်စား US မှာတော့ TikTok ပဲ US နိုင်ငံလုံးကအားလုံးနေပါက TikTok တုံးတယ် US နိုင်ငံမှာလူကြီးတန်ပေါင်း350ဝန်းကျင်ရှိတဲ့ကြားထဲမှာ TikTok တုံးနေလို့ဟာတန်60နဲ့အထက်ရှိတယ်အဲ့ဒါတရုတ်က control နေတာဒါကို US ကရချင်တယ်ဒီကိစ္စမတဲမကွဲဖြစ်နေတယ် နောက်တစ်ခုကအထိုင်ဝမ်ရဲ့ရေးကိစ္စလည်းမတင်မကွဲရှိနေတဲ့ South China Sea ပြဿနာမတင်မကွဲရှိနေတဲ့ Russia ရေနံဝယ်တဲ့ကိစ္စလည်းမတူမအထုတ်မပြောဘူးသူတို့နဲ့ရောက်တွေ့ဆုံပွဲမှာတော်တော်လေးထိုးစန်းတာကသူတို့တွေ့ဆုံမှုအပြီးမှာဘယ်သူနဲ့မှအာမီဒီယာ conference မလုပ်ဘူး တရင်စာရှင်းလင်းပွဲမလုပ်ဘူးလန်ဒန်မှာတော်တော့ကညှိနှိုင်းတယ်ဂျနီဗာမှာညှိနှိုင်းတယ်နယူးယောက်မှာညှိနှိုင်းတယ်မလေးရှားမှာလည်းညှိနှိုင်းမှုတွေလုပ်တယ်ညှိနှိုင်းမှုတွေလုပ်ပြီးပြီဆိုရင်တရင်စာရှင်းလင်းပွဲလုပ်တယ်မီဒီယာတွေကမေးတယ်တော်တော့ဖေးတယ်ဒီလိုဒီလိုသဘောတူညီချက်တွေ့ရတဲ့ဒီနေရာတော့လွယ်တယ်ဒီနေရာခက်တယ်ပြောကြတယ်နာမည်ဒီဘူဆန်မှာကြတော့လုံးဝမလုပ်ဘူးတော်ရရဲ့မီတင်းရုံးကနေနာရောက်ထွက်လာတယ် မီဒီယာတွေကို လုံးဝပိတ်တယ်ဒေါ်နယ်ထရမ်ကပေါ်တက်တယ်လီယန်ပြန်ပေါ်ရောက်သွားပြီးပြန်သွားပြီးစီဂျင်ပင်လည်းသူ့ကပေါ်တက်တယ်သူ့သွားမဲ့နေရာမှာသွားပြီးသူတို့လက်တော့ငယ်သားတွေကိုတောင်းမှအာမီဒီယာကွန်ဖရင့်မလို့တာဟာတော်တော်လေးထူးဆန်းတယ်အပေါ်ရန်အနီနဲ့အာသဘောတူညီချက်တွေရှိတယ်ဆိုပေမဲ့ကြားထဲမှာဘလောက်ထိမပြေလည်မှုတွေရှိနေသေးတယ်လဲဆိုတာဘယ်သူမှပြောလို့မရပါဘူး ဒေါ်နယ်ထရမ့်ပြောသလိုပဲအကုန်လုံးချော်ချော်မောမောဖြစ်သွားတာလားတရုတ်အနေနဲ့ဘယ်လောက်ထိလဲလဲချင်းခွန်ရှာကိုကွန်ထရိုးနိုင်လဲဆိုတာဟာလဲကျွန်တော်မသိသေးပါဘူးအနိုင်ရှုံးဆိုတာဒီအတိုင်းကျွန်တော်ကိုဘာသာကိုခံမလို့ရတယ်ဒါမဲ့ပြောမယ်ဆိုရင်အနိုင်ရှုံးဆိုတာမရှိဘူးဒီမီဒီယာတခုပြောသွားတာကျွန်တော်အရန်သဘောကျတာရှိတယ်တရုတ်ကနိုင်တယ်လို့လည်းသူမပြောဘူး US ကနိုင်တယ်လို့လည်းမပြောဘူး သူပြောသွားတာကဒီ world economic ကဘာအစည်းပွားရေးဟာတရုတ်အနေနဲ့ equal positions ဘောနော US နဲ့ equal positions US ကိုတိချာလေးထင်းငိနိုင်တဲ့အနေအထားမှာတရုတ်ကပူပြီးရောက်သွားတယ်ဆိုတဲ့စကားလုံးကိုသူသုံးလုံးတယ် So this is a win for China President Trump likes being the winner, doesn't he? We hear that a lot. So, who made more concessions in the end? Who is the winner here? I think we don't see a clear winner yet on the tra uh, trade deal per se, or the trade terms per se, not even a deal. But we are seeing that Trump uh, and she well, at least from the Chinese side, they get in a more equal position with the American. 第一个，假如 US 国做多比苏拉，唔好不？ US ကိုတရုတ်ကနိုင်သွားပြီဆိုတာလည်းမဟုတ်ဘူး US ကတရုတ်ကိုနိုင်နေတာလည်းမဟုတ်ဘူးတရုတ်အနေနဲ့ဒီ US နဲ့ equal positions equal position မှာပိုရောက်သွားတယ်ဆိုတာဟာအတကပါလုံးကတည်တာတယ်ဆိုတဲ့စကားလုံးကိုပဲတုံ့နှုံသွားတာဖြစ်တယ်ဒီအခြေအနေနဲ့ဆိုရင်တော့ US လည်းသူရချင်တာကုံရတာမဟုတ်ပြီမဲ့ relief တတ်တောင်းတတရှိမဲ့ solution ဖြေရှင်းချက်တော့မဟုတ်ဘူး ခဏလေးတော့တက်တောင်းတတရှိမယ်ဒီတက်တောင်းတတရှိတဲ့ကာလအတွင်းမှာအာ self sufficiency ပြပအကူအားမကူပဲနဲ့ပြီးတွင်းမှာလူအတဲ့အရာတွေအားလုံးမိရှတတုကာစထုတ်လုပ်နိုင်ဖို့ရွေးစနေနဲ့အမြန်ဆုံးအတဲ့အတန်ကျူစားဖို့အချိန်တန်ပြီဆိုတာဟာကျွန်မြန်သူရမှာဖြစ်တယ်နောက်ဆုံးအနေနဲ့ဒီ US ရဲ့ government shutdown ဟာတလတိတိရှိပါပြီအောက်တိုဘာ၁ရက်နေ့ အမနက်7နာရီ1မိနစ်မှာ government shutdown စတာ အခုချိန်မှာဆိုရင်တလားအတီတီရှိပါပြီဒီ government shutdown ကြောင့် US နိုင်ငံရဲ့ government ရဲ့အရှုံးရုံးမှုအတန်ဖိုးဟာတပတ်အတွင်းမှာအနည်းဆုံး7 billion ကနေ15 billion အထိရှိမယ်လို့သူတို့ခန့်မှန်းတယ်တလားအတွင်းမှာဆိုတော့ billion တရာဝန်းကျင်လောက်လဲရှုံးယုံနိုင်တယ်နောက်ထပ်တလားရှုံးယုံ government shutdown ဖြစ်မယ်ဆိုရင်တော့ပြောလို့မရတော့တဲ့ရှုံရုံမှုတွေရှိတယ်။အာရှခရီးစင်မှာသူအာ investment တွေ Donald Trump က US နိုင်ငံကိုယူသွားတဲ့အတန်ဖိုးဟာ billion အထောင်လောက်ရှိမယ်လို့သူတို့ခန့်မှန်းတယ်။အငွေချင်းနဲ့အာတွက်လို့မရတဲ့ဟာတွေကိုပါအကုန်လုံးတွက်လိုက်ရင် billion အထောင်လောက်ရှိတယ်။ကောင်းတယ်ဒါတော်တော်လေးကောင်းတယ် Donald Trump ရအောင်မြင်မှုဖြစ်တယ်ဒါပေမဲ့ government shutdown ຈັງໂຕລະຈາແຮມປຍາທະນາກະຕະຫຼະກູໂດລາ billion 90ກະນີ້ຕຽາທີ່ຊິໄນແດ່ນົາຕະຫຼະໄປແມ່ສອນເນາະເອລູບໍ່ຮູ້ດໍບູ double triple ແນ່ຕັດດໍມາສໍနိုင်ငံခြားကအနေနဲ့အောင်မြင်မှုတွေရသလိုပြည်တွင်းမှာလည်းအောင်မြင်ဖို့ Republican နဲ့ Democratic တွဲညီလက်ညီအလုပ်လုပ်နိုင်ဖို့အရန်အရေးကြီးတယ်။နိုဝင်ဘာလ၁ရက်နေ့ကနေသူတို့က ဖူစတမ်တွေကုန်ပြီးဆိုတာ US ကအချိန်ညာသွားပြီးအာလီယန်တွေခိစင်တွေ government ကိုက်ထားတဲ့အမြပြည်သူပိုင်တဲ့ service တွေအကုန်လုံးပိတ်ခါနေရှိပြီအဲ့ဒါပိတ်သွားပြီးဆိုရင် US မှာလည်းအစာခေါင်းပါမှုဖြစ်လာနိုင်တယ်ရိုအိုဘားမားခေတ်တုန်းက35ရက် government shutdown ဖြစ်တာအဲ့လောက်အထိပြဿနာမရှိဘူးဘာကြောင့်လဲဆိုတော့ US ကတရုတ်နဲ့ပြဿနာမဖြစ်ဘူး ကုံတွေစစ်ပွိုင်းဆိုတာမရှိဘူးချိုင်းတလောက်အာချိုင်းနာကနီအင်ပေါ်လို့ရတယ်ဒီတော့တော့ထမဒွန်းမှာပြ government shutdown ဖြစ်သွားတာတော့ကုံတွေမှုစစ်ကုံတွေစစ်ပွိုင်းဖြစ်နေတဲ့ချိန်အပြင်မှာလည်းရန်သူရှိနေတဲ့ချိန်အဒွန်းမှာလည်းပြသနာတက်နေတယ်ဆိုတာဟာ US US နိုင်ငံတော့တော်တော်လေးမကောင်းဘူး first stem ဆိုတာကတော့ဝန်ငွေနဲ့ပါတဲ့မိသားစုတွေအတွက်ဈေးချူချူနဲ့အစားအသောက်တွေဝယ်ခွင့်ပေးထားတာ အပင်စံလိုမျိုးထောက်ပံ့ပေးထားတာအဲ့ဒါပြတ်သွားပြီအဲ့ဒါပြတ်သွားရင် US နိုင်ငံရဲ့တန်ပေါင်းလေးဆယ်လောက်က US နိုင်ငံမှာအခက်ကြုံနိုင်တယ်ဆိုတာအခက်ကြုံနိုင်တယ်အဲ့ဒါကြောင့်ဒီ government shutdown လဲအခုချိန်မှာ တော်တော်လေးဆိုးရွားတဲ့အနေအထားရှိတယ်။အောက်တိုဘာ1ကနေအောက်တိုဘာ31ရက်နေ့အထိဟာ73ကြိမ်တိတိသူတို့က vote တွေပြန်ပေးကြတယ်။ Donald Trump ကအမြဲတမ်း73 ကျင်းစလုံးမှာရှုံးတယ်ဆိုရီမူခရတီကလည်းကైတယ်ရီပပရကန်ကလည်းကైတယ်ငါတဘောငါအစန္ဒမလိုက်မချင်းငါလည်းဒီကောင်ကိုအစော့မပေးဘူးဆိုတော့မာနပြိုင်ဆိုင်တဲ့ US နိုင်ငံရဲ့ပါတီနှစ်ခုဖြစ်တယ်သူတို့မာနပြိုင်ဆိုင်လို့တန်ပေါင်း၄၀ကအစားတော့အခက်အခဲရောက်နေပြီ public service တွေအကုန်လုံးပိတ်ထားရမယ့်အနေအထားရောက်နေတယ်အဲ့ဒါ US နိုင်ငံရဲ့လက်ရှိအကြီးဆုံးသောပြဿနာနိုင်ငံကြီးပြဿနာ နိုင်ငံချပြဒနာဆိုတာ US မှာမရှိဘူးရုရှားကလည်း US ကိုမတိုက်အာ US ပိုင်ဆိုင်တဲ့အနေနဲ့မိတ်တွေကိုတရုတ်ကလည်းဝမ်းမဖြစ်ပါဘူးသူတို့အချင်းချင်းကြားထဲမှာပြဒနာအကြီးဆုံးဖြစ်တယ်ဒီပြဒနာကြောင့်ဘာဖြစ်လာနိုင်လဲဆိုတော့ US နိုင်ငံမှာ political revolution ဆိုတာဖြစ်သွားနိုင်တယ် political revolution ဆိုတာဘယ်လို political revolution လဲဆိုတော့ one party system မှာသွားနိုင်တယ် ျွန်တော်မြန်မာမြန်မာနိုင်ငံနဲ့ယင်းနေပြည်သားစကားတခုတုံးမဲ့ဆိုရင်အာနာတင်ဒေါ်နယ်ထရမနီနဲ့အာနာတင်သွားနိုင်တယ်ဘယ်သူမှမတင်ဘူးလို့ပြောလို့မရဘူး2020မှာဒေါ်နယ်ထရမနီနဲ့ White House ကိုအာစီနေတဲ့ဒေါ်နယ်ထရမ်ဖြစ်တယ်အဲဒီချက်တုန်းကတရားသူကြီးတွေသူ့ရဲ့စံကြံဘက်မှာရှိတယ်စစ်ကောင်းဆောင်တွေကစစ်ဘူချုပ်ကြီးတွေကသူ့ရဲ့စံကြံဘက်မှာရှိနေတဲ့တော့ကြောင့်2020 White House scene chain dong ga Donald Trump on mean cable အခု chain မှာတော့တရားသူကြီးတွေတိုးတဲ့အထဲမှာရှိတယ် sit kong song ကြီးတွေကတိုးတဲ့အထဲမှာရှိနေတယ်အဲ့ဒါကြောင့် the government shutdown ကြာလာရင်ဘာဖြစ်သွားနိုင်လဲဆိုတော့ US နိုင်ငံမှာ political revolution အကြီးအကြီးဖြစ်လာနိုင်တယ်အာနာသိန်းဆိုတဲ့စကလုံးကိုကျွန်တော်မတုံးရင်တောင်း one party republican ကအာ မြရကနိုင်ငံကိုဥဆောင်သွားနိုင်တယ်အဲ့ဒီအတွက်နဲ့ပဲဒေါ်နယ်ထရမ့်အနေနဲ့ Republican Democratic တွေအုပ်စုထားတဲ့မြို့ကြီးတွေအားလုံးနေပါကိုမာရှယ်လောထုတ်ပြန်ခဲ့ပြီးသားဖြစ်တယ်အပြန်အလဲတွေတော်တော်များများဖြစ်လာအောင်မယ်ဆိုတာကိုပြောရတဲ့ဒီထရမ့်အာရှအာရှခီးစင်ရဲ့အာစီချင်းပင်နဲ့အတွေ့အဆုံပွဲရဲ့ US နိုင်ငံရဲ့ဒီနေ့ ငါဘင်းရှတ်တောင်းအချင်နေကိုကျွန်တော်တုံသက်ပေးသွားတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြအောင်ပါ